ကားလေးကဟိုင်းဝေးမှာတကယ်သွားလို့ရတဲ့ကီလိုမီတာ329ကီလိုမီတာသွားလို့ရတယ်ဆိုတာဒါကျွန်တော်တို့သွားခဲ့တဲ့ record အတိုင်းကိုပြောတာပေါ့နော်အဲ UI လေးအနေနဲ့ပြောင်းသွားရဲ့ဟုတ်တယ်ဟုတ်တယ် UI လေးကဒါပို့ပြီးတော့ရိုးရှင်းသွားတယ်ရိုးလဲရှင်းတယ်ကျွန်တော်ကြည့်ရတဲ့လောက်ကပို့ပြီးတော့မိုက်လာလို့ရန်ကုန်ကနေထွက်လာပြီးတော့မန္တလေးရောက်တဲ့အထိမှာအပြစ်ပြန်သွင်းမယ်ဆိုရင်ဘယ်လောက်ကုန်ကြနိုင်လဲဆိုတော့ကျွန်တော်ကွဲကုန်ကြနိုင်ကဲ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်နဲ့ Leaf Motor ရဲ့ခီးစဉ်ကတော့ကျွန်တော်တို့ဒီမှာစတင်ပါပြီကျွန်တော်တို့မနေ့က Leaf Motor နဲ့တန်လင်ကြောက်တန်သွားထားရေပေါ့နော်အဲပြီးတော့ကျွန်တော်ဒီကားလေးကိုအိမ်မှာအားသွင်းတယ်ဒါပေမဲ့အဲတိတ်မပြည့်ချင်ဘူးဖြစ်နေတယ်ကျွန်တော်ဒီခီးစဉ်မှာကိုစီတူကလည်းမန္တလေးထိလမ်းကြုံလိုက်မယ်ဆိုလို့သူ့အိမ်မှာကျွန်တော်7 kW level 2ခြားကြလေးနဲ့အခုအားအပြည့်သွင်းထားတယ်100%ရှိတယ်ပြီးလို့ရှိရင်သွားလို့ရတဲ့ကီလိုမီတာကလည်း430ဆိုပြီးပြထားတယ်ကျွန်တော် trip ကိုလည်း reset ချထားဆိုတော့ကျွန်တော်တို့ရဲ့ခီးစဉ်ကြီးကအဲဒီမှာစတင်ပြီပေါ့ဗျာဒီမှာဆရာသမားတော့မနိုးသေးဘူးထင်တယ်အော်ပြောရင်ဆိုရင်လာပြီ င်းနေကားလားတင်းနေကားလားကောင်းနေညကျွန်တော်အိပ်ပျော်သွားလို့အဲအဲ့လိုဖြစ်သွားညလုံးကအသိမပွင့်နေတယ်နည်းနည်းလေးဖွင့်လိုက်အဲအခုပစ္စည်းတွေနောက်မှပဲထည့်လိုက်တော့အခုပစ္စည်းအများကြီးပါအာအေးစေးသူ့အသူစမ်းသွားလိမ့်မယ်အခုပစ္စည်းတွေနောက်ထဲမှာအထည့်လိုက်တော့အခုရဲနည်းတော့များတယ်နောက်မှာမာအာအောက်မှာအေးတယ်ရောအာသူ့အသူစမ်းသွားလိမ့်မယ်ဗျ ကဲအခုကတော့ကျွန်တော်တို့0 mile ကိုရောက်ပြီ ရိုးမိုင်ကိုရောက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့သွားခဲ့တဲ့ကီလိုမီတာစုစုပေါင်းကဘယ်လောက်ရှိလဲဆိုတော့37.4ကီလိုမီတာရှိရဲဆိုပြီးကျွန်တော် trip ထဲမှာဝင်ကြည့်လို့ရတယ်ဒီ37.4ကီလိုမီတာအတွက်ကိုဘယ်လောက်ဘက်ထရီသုံးလိုက်လဲဆိုတဲ့ဟာကိုသူကတခါလေးဒီမှာပြထားတယ်2.6 kWh နှုန်းနဲ့ဘက်ထရီသုံးလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဘက်ထရီ percent ဘယ်လောက်သုံးလိုက်လဲဆိုတော့ percent အနေနဲ့ဆိုလို့ရှိရင်10%သုံးလိုက်တယ်ဆိုပြီးတော့တခါလေးပြထားတယ်အဲ့တော့ကျွန်တော်တို့ကိုစီသွောင်းယုံကနေစပြီးတော့ထွက်လာတာဒီအထိက37.4ကီလိုမီတာရှိတယ်ကျွန်တော်တို့အဲ့ကိုစီသွောင်းယုံမှာပဲတခါလေးကျွန်တော်တို့ trip ကို reset ချခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာအလွယ်တကူကြည လို့ရတယ်ဗောနော်လက်ရှိကကျွန်တော်တို့ဒါ0မှာရောက်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့မနက်စာစားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထပ်ထွက်ကြမယ်ညီလေး EV ပါကျွန်တော်တို့ EV လို့ပြောလို့ရသေးတယ်အဲအဲ့တကွက်ပြလို့ရသေးတယ်နော် ကျွန်တော်မရတော့တင်တာ EV လို့ပြောလို့ရတယ်အခုကျွန်တော်တို့ကတော့အဲဒီ0မိုင်နဲ့စထွက်လာပြီပေါ့နော်ကျွန်တော်ဒီကနေတောက်လျှောက်မောင်းမယ်135မိုင်ရောက်မှာပဲကျွန်တော်အားပြန်သွင်းမယ်ပေါ့နော်အခုကတော့ကျွန်တော်0မိုင်စထွက်တဲ့ချိန်မှာတော့ကျွန်တော်ဘက်ထရီက90%လောက်ကျန်သေးရပေါ့နော်သွားလို့ရတဲ့ကီလိုမီတာကလည်းကီလိုမီတာ300ကျော်350လောက်ကိုသွားလို့ရတယ်လို့ပြထားသေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီကနေတောက်လျှောက်135မိုင်ဒီထွက်မယ်135မိုင်ရောက်မှာသာအားသွင်းကြဆက်သွားဆက်သွားမယ်တဲ့ကျွန်တော်ရဲ့လုံးဝဒီနေ့ဒီပေါ့လားဒီ trip route ကိုကျွန်တော်ကင်မရာမန်တည်တံ့ခေါ်လာ معلومه <applause> الى ما هي الى ما هي سوى الى لعنه هلا ော့ကျွန်တော်တို့ကတော့55မိုင်ရောက်လာပြီပေါ့လား55မိုင်ဆိုတော့ကျွန်တော်155မိုင်ရဲ့လမ်းတစ်ဝက်လောက်ထိလို့ရောက်လာပြီလို့ပြောလို့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်သွားထားတဲ့ကီလိုမီတာဘယ်လောက်ရှိသွားလဲဆိုတော့129.2ကီလိုမီတာလေးရှိသွားပြီအဲဘက်ထရီကိုသုံးထားတာဘယ်လောက်ရှိသွားလဲဆိုတော့ကျွန်တော်50.7ကီလိုဝါအဝါတိရှိသွားပြီပေါ့နော်အဲ့ဒီအချိန်မှာဘက်ထရီပါဆန့်ကဘယ်လောက်ကျန်လဲဆိုတော့ကျွန်တော်58ရာခိုင်နှုန်းလောက်ကျန်သေးတယ်အဲ့တော့ကျွန်တော်155မိုင်ကိုကျွန်တော် AC သွားလို့ရတယ်ဆိုတဲ့သဘောပဲကျွန်တော်ဆက်သွားကြည့်အောင်155မိုင်ရောက်မှကျွန်တော်အားသွင်းကြမယ် ခုကတော့ကျွန်တော်တို့115မိုင်ရဲ့ charging station ကိုရောက်နေပြီ115မိုင်ရဲ့ charging station ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီ mileage မှာဘလောက်ပြထားလဲဆိုတော့ကျွန်တော်တို့သွားခဲ့တဲ့ကီလိုမီတာကစုစုပေါင်း228.6 km ထိသွားခဲ့တယ်လို့ပြနေတယ်နောက်ပြီးလို့ရှိရင် battery ကနေပြီးတော့ဘလောက်ထိယူသုံးထားလဲဆိုတော့28.8 kWh ထိယူသုံးထားတယ်လို့ပြောနေတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ charging မှာဆိုလို့ရှိရင်လည်း27%လောက်ကျန်နေပေါ့နော်အဲဒါပေမဲ့သူကဒီ digital cluster မှာကဘလောက်ပြလဲဆိုတော့ကျွန်တော်တို့သွားလို့ရတဲ့အကွာအဝေးကို115 km ထိသွားလို့ရတယ်လို့ပြနေရပေါ့နော်ကျွန်တော်ဒီကားကစုစု ုပေါင်းက403ကီလိုမီတာထိသွားလို့ရတာဖြစ်တဲ့အတွက်403နည်းနေမှာဒီ135ကီလိုမီတာကိုနှုတ်လိုက်တဲ့အချိန်မှာသူ့ရဲ့ကွာဟမှုလေပေါ်တော့မိုင်လစ်မှာပြတဲ့ဒီကီလိုမီတာနဲ့ဒီမှာကျန်တဲ့ကီလိုမီတာရဲ့ကွာဟမှုလေကအနည်းငယ်တော့ရှိတယ်ခန့်မှန်းချင်း90ကျော်လောက်တော့ကွာဟမှုလေတော့ရှိနေတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီခီးစဉ်ကရန်ကုန်ကနေမန္တလေးထိသွားမှာဖြစ်တဲ့အတွက်တေချာပေါက်ကျွန်တော်လမ်းမှာအနည်းဆုံး3ချိန်လောက်တော့သွင်းရမှာဖြစ်တဲ့အခုကျော်135မိုင်မှာသွင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမိုင်နေရာမှာလည်းထပ်သွင်းမယ်ပေါ့နော်အခုတော့135မိုင်မှာချက်တော့အသွင်းရအောင်ဗျာ thank you အခုကတော့ကျွန်တော် charging ကိုဘယ်လောက်နှုန်းနဲ့ဝင်နေလဲဆိုတော့53.6 kW နှုန်းနဲ့ ်ဝင်နေတယ်ကျွန်တော်ဒီကောင်ကကျွန်တော် glow ကြံလဲဆိုတော့ battery percent က27%ပဲကြံတယ်ပေါ့နော်အဲ့တော့ကျွန်တော်စသွင်းတဲ့အချိန်က9နာရီ52မှစသွင်းလာဆိုတော့ကျွန်တော်တို့နောက်ထပ်နာရီလောက်နေတင်လာခဲ့ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့အားသွင်းတာက73မိနစ်လောက်ရှိသွားပြီပေါ့နော်73မိနစ်ရှိသွားတဲ့အချိန်မှာဘလောက်ဝင်သွားတယ်ဆိုတော့11 kW လောက်ဝင်သွားပြီပေါ့နော်အဲပြီးလို့ရှိရင် percent နဲ့ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကားကိုစသွင်းတော့28ရာခိုင်နှုန်းပေါ့နော်အခု54ရာခိုင်နှုန်းဆိုတော့ percent နဲ့ပြောမယ်ဆိုလို့ရှိရင်လည်း28ရာခိုင်နှုန်းလောက်အားဝင်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ coffee လေးသက်သာကဲ ကျွန်တော် coffee တောင်းနဲ့လေပေါ်တာများပါလို့ပြန်ရောက်တဲ့အချိန်မှာအားလုံးကအပြည့်ဖြစ်သွားပြီ100%ဒီအပြည့်ဝင်သွားတယ် ဘယ်လောက်တွန်းလိုက်လဲဆိုတော့29.6ဆိုတော့ထားပါတော့ကဲ30 kWh လောက်ကိုတွန်းလိုက်တယ်ပေါ့နော်စုစုပေါင်းကြာချိန်က58မိနစ်လောက်ပဲကြာတယ်ကျွန်တော်ကလေပေါ်ကနည်းနည်းလေးညားသွားလို့ပေါ့နော်အဲ့တော့ဒီ30 kWh နဲ့ဆိုလို့ရှိရင်850နဲ့မြောက်မှာဆိုလို့ရှိရင်ကုန်ကြဆိတ်ကတော့ကျွန်တော်တို့2000ကျော်ကျော်လေးပဲရှိတယ်ပေါ့နော်အဲ့ဒါနဲ့2000နဲ့ကျွန်တော်ရန်ကုန်ကနေ135မိုင်ထိရောက်လာလို့ပြောလို့ရတယ်အဲအခုဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကရန်ကုန်ကနေဒီထိမောင်းလာဆိုတော့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ pilot ချိန်ပြီ pilot တော့ဟိုမှာခုနကကင်မရာမန်အခု pilot တက်သွားပြီဟိုကဆက်တီးကစုံနေလို့ဒီတစ်ခေါက်ကြမှာเนาะကင်မရာလည်းရိုက်ပေးရတယ်ဥကကားလည်းမောင်းပေးရအောင်โอเค ို့อ่ะကဲအခုအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ biology က STA diploma ကိုစီတူအောင်ပဲဖြစ်ပါတယ်ခင်ဗျာဖြစ်ပါတယ်เนาะကျွန်တော်ကိုဒီခီးစံမှာလုံးဝအဖက်ဖက်ကနေလိုက်လံပန့်ပိုးပေးနေရပဲဖြစ်ပါတယ်ဟုတ်တယ်ညာကျရင် BR လိုက်တက်ရတော့ပါ BR ပဲလားအဲ BR ပဲ BR ဟိုခက်တာကျွန်တော်မတောက်ဘူးကိုအဲ့တော့ကိုမတောက်တာကြာအာမဟုတ်ဘူးလေအဲ့တော့ဟိုလိုအဲ့လိုမျိုးမကောင်းအောင်ပြားသေးလားအဲ့တူတူတောက်ပြီးတောက်ပြီးစကားလေးပါလေးပြောမှကောင်းလားဆိုတော့ဟိုရှက်တောက်ဘောအယောင်းလူလေအာမရှက်ဖိုင်းနဲ့တောက်လို့မရဟုတ်လား ဲကျွန်တော်အခုကတော့နေရာတမိုင်ထိုင်းစေရှင်ကိုရောက်လာပြီဟုတ်ပါအောင်ချင်းလေး25မိုင်ကနေပြီးတော့ဒီနေရာတမိုင်အရောက်မှာ battery SO ချက်54ရာခိုင်နှုန်းကျန်ပြီအဲ့တော့ကျွန်တော်စုစုပေါင်းဟောလောက်ပေါ့46လောက်တော့တုံးလိုက်တယ်ဆိုတဲ့သဘောပေါ့တော်တော်အဲ့တော့အခုဒီမှာ charging station မှာဆိုလဲ အာ43.6ကီလိုဝက်နဲ့ဝင်တွင်းနေတယ်နော်ဟုတ်ဝင်နေတော့ဟုတ်မကြောက်ဘူးဗျာခဏပဲဟုတ်လေနိုင်ဝက်ဝင်ခြင်းလောက်ဆိုရင်အပြည့်အပြည့်သွားပြီအပြည့်အဲ့အချိန်နေကြည့်တယ်ကျွန်တော်ဟိုတယ်15မိုင်မှာလည်းအဲ့တိုင်းပဲလုံကအပြည့်နဲ့ထွက်လာအပြည့်နဲ့ထွက်လာဟုတ်လားအာသွင်းတာလည်း58လောက်ပဲကုန်လာနော်ဟုတ်တယ်အာသွင်းတာလည်း58မိနစ်ဝင်ခြင်းလောက်ပဲကြာတာဆိုတော့အာသွင်းတာလည်းမြန်တယ်ခီးသွားတာလည်းဒါအေးဆေးဆေးစိတ်ချအခုလုံးပေါင်းအကူကအရှိမ CPU ကားနဲ့တော့တော်တော်လေးသွားလာဆိုတော့အဲဒီကောက် SKD အပြောင်းလဲလေးဘယ်လိုရှိသွားလဲ အဲအပြောင်းလဲလေးပါရှိလဲတော့ဘောင်းရဲ့ feeling ကဒါပဲဒါပဲအဲ UI လေးအနေနဲ့ပြောင်းသွားရဲ့ဟုတ်တယ်ဟုတ်တယ် UI လေးကဒါပို့ပြီးတော့ရိုးရှင်းသွားတယ်ရိုးလဲရှင်းတယ်ကျွန်တော်ကြည့်ရတော့ကပို့ပြီးတော့မိုက်လားလို့အဲသူ့ကြိုက်တဲ့သူပေါ့နော်နည်းလိုက်လို့ရှိရင်ကီလိုဝက်ဟိုဘလောက်ကီလိုဝက်နဲ့နည်းနေဆိုတာလေးပေါ်တယ် reverse shock လေးတလောက်တာလဲ yes ပေါ်တယ်ဆိုတော့ဟုတ်ကြည့်လိုက်တာနဲ့နားလဲတယ်အဲရိုးရှင်းတယ်ပေါ့ရိုးရှင်းတယ်နားလဲတယ်အဲ့ဒါလေးကသဘောကျတယ်ပြီးရင်ဒီကားကလည်း speed က high top speed ပေါ့နော်ဟုတ်တယ်130ရအဲ အဘခံစမ်းကြည့်ပြောရရင်နင်းကြည့်ပြောနင်းပြီးပါရအောင်မလို့အဘခံနောက်တစ်ချက်ကျွန်တော်တို့ဒီ challenge station ကြီးထွက်ပြီးလိုမျိုးပြန်ပတ်တဲ့အချိန်မှာဘာလေးသတိထားမိလဲဆိုတော့ဒီကောင်က warning sound လေးပါလားအမ်အဲတန်လေးပေးတာဟုတ်တယ် EV ကားတွေထဲမှာပါတဲ့နယ်လို့ကျွန်တော်တို့ယူဆရတယ်ဟုတ်တယ်ဆိုတော့မြို့ထဲတွေလမ်းကြားတွေမှာမောင်းတဲ့အခါမှာဆိုလို့ရှိရင်ယူတဲ့ကားလာမှန်းမသိဘူးမသိတော့အတန်အရန်ငြိမ်နေတာအတန်အရန်ငြိမ်အဲ့တော့ warning sound လေးပါတာတော့ဘယ်လိုပဲဖြစ်ဖြစ် ဆင်ပြေဆင်ပြေတယ်ကားလာရပါညာဆိုဟုတ်ကားလာတယ်ပေါ့ဒါပေါ့ဒါပေါ့ဟုတ်ဒါတော့ high speed ကြရင်တော့ပျောက်သွားတယ်ဒါပေါ့ဟိုလူစီမှာဆိုရင်အဲ့ဒါလေးအတန်ထွက်ဒါပေါ့ဒါပေါ့ကျွန်တော်အဲ့ဒါလေးပို့ပြီးသဘောကျတယ်ထပ်ပြီးသဘောကျတာအဲ့ဒါအဖွင့်ပိတ်လို့လို့ရအဲတချို့ကြတော့အတန်မထွက်ချင်တဲ့အချိန်တွေရှိတယ်ရှိပါဘောတော့ဒါတော့မျိုးဟိုရန်တိတ်စိတ်နေတဲ့အချိန်မျိုးမှာဆိုရင်လည်းမလို့ဘူးဒါပေါ့အဲ့ဒါဆိုပိတ်လိုက်အောင်ပါ လမ်းလည်းရှင်းနေတယ်ဗျာအရှင်းမှာလူလေးလူသွားလူလာလည်းမရှိဘူးကိုယ့်ကိုမောင်းလို့ရတဲ့အချိန်တွေမျိုးဆိုကိုယ့် fitness ကိုဆိုလို့ချင်းပိတ်ထားလိုက်အဲအဲ့ဒါလေးကမဆိုးဘူးတော့โอเคအဲ့တော့ကျွန်တော်တို့မလုပ်မယ်ဝါးရီတော့ဆွဲမယ်ဆွဲမယ်ဟာကျွန်တော်တို့အခုကတော့နေပြည်တော်ကပြန်ထွက်လာပြီပေါ့နော်နေပြည်တော် charging station ကသဘောကောင်းစွာနဲ့ကျွန်တော်တို့ထမင်းသွားစားတဲ့အချိန်မှာသူကကျွန်တော်တို့အာ100%ပြည့်သွားလို့ဆိုပြီးတော့ဖြုတ်ထားလိုက်တယ်ကျွန်တော်ကျွန်တော်တို့သူရှိရနေပြီးတော့ဓာတ်ပုံပြန်တောင်းပြီးတော့မှကျွန်တော် record ပြန်ကြည့်ရတယ်ကျွန်တော်တို့ဘလောက်သွင်းထားလဲဆိုတော့ကျွန်တော်တို့ 80.6 kWh လောက်သူသွင်းထားရပေါ့နော်ကျွန်တော်54ရာနေ100အထိကိုပေါ့နော်54ရာနေ100ဒီကို80.6 kWh လောက်သုံးထားတယ်ကျွန်တော်သွင်းတဲ့ကြာချိန်ကိုပြောပါဆိုလို့ရှိရင်36မိနစ်လောက်ပဲကြာတယ်ပေါ့နော်အဲ့တော့အဲကြာတာဆိုလို့ရှိရင်လည်း1000ခွဲတောင်မပြည့်ဘူးပေါ့နော်1000ခွဲတောင်မပြည့်1400နော်1400ပဲကြာခဲ့တယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်285မှာအားထပ်သွင်းပြီးတော့မန္တလေးကိုဆက်သွားမယ် ချိတ်ကြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြောမှဆိုလို့ရှင်ရှင်အဲ ဘက်ထရီကတော့ကျွန်တော်60လောက်ကြံသေးတယ်ကျွန်တော်ဒီပေါ့နော်အဲ200တမိုင်အနေမှာ100%အပြည့်နဲ့ကျွန်တော်တွားနေတာဘက်ထရီကတော့60ရာခိုင်နှုန်းလောက်ကြံသေးတယ်ဘယ်လောက်ရောက်သွားလဲဆိုတော့ကျွန်တော်အဲ290ကျော်သွားပြီပေါ့နော်290တမိုင်တိရှိသွားပြီကျွန်တော်285မှာမှအဆက်သွင်းမှာပေါ့နော်ဒီတိုင်းဆိုလို့ရှိရင်တော့285မိုင်ကိုအေးအေးဆေးဆေးလွတ်လွတ်ကျွတ်ကျွတ်ရောက်သွားတယ်အဲ့ကျတော့မှကျွန်တော်အားပြန်ဖြည့်ပြီးတော့မန်းလေးဆက်တက်မယ်အဲအဲ့ကျတော့ကျွန်တော်ပြန်ပြီးတော့လူချိန်ပါမယ်ဗျာအခုတော့ဆက်စီသူကောင်းလာလေးလိုက်စီးလိုက်ပါဦးမယ် ခုကျွန်တော်တို့ကတော့မိထီလာတီးကုန်းမှာရှိတဲ့ charging station ကိုရောက်နေပေါ့နော်ကျွန်တော်ဒီကိုရောက်တဲ့အချိန်မှာကားထဲမှာ battery ဘလောက်ကျန်လဲဆိုတော့52ရာခိုင်နှုန်းကျန်နေပေါ့နော်နေပြည်တော်ကနေအပြည့်နဲ့ထွက်လာတာဒီကိုရောက်တော့52ကျန်နေဆိုတော့စုစုပေါင်း battery က48%သုံးလိုက်တဲ့သဘောမှာရှိတယ်အဲသွားခဲ့တဲ့အကွာအဝေးကိုမိုင်နဲ့တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်စုစုပေါင်း85မိုင်လောက်သွားခဲ့တယ်ပေါ့နော်85မိုင်လောက်သွားခဲ့တဲ့အချိန်မှာဒီ battery SOC ကဘလောက်ကျန်လဲဆိုတော့52ကျန်နေအဲ့တော့ကျွန်တော်ဘလောက်သုံးလိုက်လဲဆိုတော့48ရာခိုင်နှုန်းသုံးလိုက်တယ်ပေါ့နော်အဲ့တော့အဲ1%ကိုဘလောက်ရောက်လို့ဆိုတော့1.77မိုင်လောက်ထိရောက်တယ်လို့ကျွန်တော်တို့ကပြောလို့ရ ပေါ့နော်ကျွန်တော်ဒီမှာအားအပြည့်သွင်းပြီးတော့မန္တလေးထီကိုတောက်လျှောက်သွားရမယ်ပေါ့နော်ဒီမှာ100%နဲ့ဆိုလို့ရှိရင်မန္တလေးကို ACC ရောက်တယ်လက်ရှိမှာဒီမှာအားသွင်းနေတာဘလောက်ကီလိုဝတ်နှုန်းနဲ့အားသွင်းနေလဲဆိုတော့35ကီလိုဝတ်နှုန်းနဲ့အားသွင်းနေတာပေါ့နော်အဲ့တော့ကျွန်တော်ဘလောက်ကြာမလဲဆိုတော့ချက်စောင့်ကြည့်ရအောင် အခုဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ Leaf Water T03 Keysin ရဲ့ Day 1 Destination ဖြစ်တဲ့မန္တလေးကိုတော့ရောက်ရှိနေပြီဖြစ်ပါတယ်။အဲ Battery Capacity က41.3 kWh ရှိတယ်။ Driver Range က403 km ရှိတယ်ဆိုတော့ Leaf Water T03 နဲ့ရန်ကုန်ကနေမန္တလေးလာမယ်ဆိုလို့ရှိရင်တော့လမ်းမှာအနည်းဆုံး3ကြိမ်အသွင်းမို့လိုပါတယ်ဗျာ။โอเคไอ้3เฉิงก็อจายี้တော့မဟုတ်ဘူးခဏခဏခဏပေါ့เนาะနေ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 နိုင်ဝတ်ဝင်ခြင်းနိုင်ဝတ်ဝင်ခြင်းနေသွင်းอ่ะအဲ့တော့ไอ้3เฉิงမှာသွင်းတဲ့เฉิงမှာ ဘယ်လောက်ကုန်ကြရလဲဆိုတော့135မိုင်ပါဆိုရင်12200ကုန်ကြခဲ့တယ်။အဲနေ့အတမိုင်မှာသွင်းမယ်ဆိုလို့ရှိရင်1400ကုန်ခဲ့တယ်။285မိုင်မှာဆိုရင်1350ကုန်ကြခဲ့ပါတယ်။အဲ့ဒါတော့ဒါလမ်းမှာသွင်းခဲ့တဲ့3ချိန်ပေါ့နော်။အခုပြီးတော့ဒီဒဂွန်တိုင်းဝိုင်းကိုရောက်တဲ့အချိန်မှာတကယ်တမ်းတော့ဒီလမ်းကြောင်းကကျွန်တော်တို့ဒဂွန်တိုင်းဝိုင်းကိုတက်တက်လာလို့မရဘူး။ဒါဟိုပလိတ်တို့ဘာလို့ကလည်းပတ်ပြီးတော့ဒီမြောက်တရားလာ။ တောင်းလာတာဖြစ်တဲ့အတွက်ဒီမြန်ကိုရောက်တဲ့အချိန်မှာ battery efficiency က53ရာခိုင်နှုန်းကျန်ကျန်သေးတယ်53ရာခိုင်နှုန်းကျန်တယ်ဆိုတော့49ရာခိုင်နှုန်းဒါ charging station မှာအားသွင်းမယ်ဆိုတော့1400ဟုတ်ဆက်ကြမယ်ဟုတ်လားဟုတ်တယ်ရန်ကုန်ကထွက်လာပြီးတော့မန္တလေးရောက်တဲ့အထိမှာအပြည့်ပြန်သွင်းမယ်ဆိုရင်ဘယ်လောက်ပုံကြနိုင်လဲဆိုတော့အားဝဲပုံကြနိုင်အဲ့တော့စီဖုန်းနဲ့တွက်မယ်ဆိုလို့ရှိရင်အများကြီး saving ဖြစ်သွားရပါတော့ဟုတ်စီဖုန်းကတော့တေချာပေါ့ဖြစ်သွားပြီဟုတ် ။နောက်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ကဒီပေါ့နော်ဒီ Leaporta DZO3 Battery Capacity 41.3 kWh မှာဒီ Highway မှာတကယ် Accurate ပေါ့နော်ဘယ်လောက်ထိအမှန်ကန်သွားလို့ရလဲဆိုတဲ့ဟာကိုသိချင်လို့ကျွန်တော်ကျွန်တော် trip ကို reset ချခဲ့တယ်ပေါ့နော် reset ချပြီးတဲ့အချိန်မှာကျွန်တော်တို့ highway မှာဘလောက်ပေါင်းခဲ့လဲဆိုတာကိုကျွန်တော် trip ကိုပြန်ကြည့်တဲ့အချိန်မှာ654.1 km အထိကျွန်တော်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်သုံးခဲ့တဲ့ battery ကဘလောက်ရှိလဲဆိုတော့82.6 kWh ရှိတယ် အဲ့တော့ကျွန်တော်တို့က1 kWh မှာတကယ်သွားလို့ရတဲ့ကီလိုမီတာကိုတွက်လိုက်တဲ့အချိန်မှာဘယ်လောက်သွားလို့ရလဲဆိုတော့ကျွန်တော်တို့ကဒီ7.9 km လောက်ထိကိုသွားလို့ရရပါတော့1 kWh မှာအဲ့တော့ဒီကားရဲ့ battery size က41.3 ဖြစ်တာဖြစ်တဲ့အတွက်ကားလေးကဟာဝေးမှာတကယ်သွားလို့ရတဲ့ကီလိုမီတာက329ကီလိုမီတာသွားလို့ရတယ်ဆိုတာဒါကျွန်တော်တို့သွားခဲ့တဲ့ record အတိုင်းအောင်ပြောတာပေါ့နော်ဒါ highway မှာမြို့ရင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီထက်ပိုပြီးတော့သွားနိုင်တာပေါ့နော်အဲပြီးလို့ရှိရင် အားလုံးစိတ်ပူနေကြတဲ့ CPU နဲ့ SKD ပေါ့နော်အဲ့ဒီရဲ့ကွာခြားမှုကိုဆိုလို့ရှိရင်လည်းကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သိနိုင်တယ် AC သွားလို့ရတယ်ပေါ့နော်ဟုတ်အဲ့ဒါကတော့ကျွန်တော်တို့အခုပြောတာ0 to 100ပို့ပြောတာ Yes 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 ဆိုမိုင်းနေရာရတယ်ဆိုပြီးတော့သွားသွားယူမိုင်းနေရာပေါလို့တော့မရဘူးဟုတ်ဘယ်လိုပဲဖြစ်ဖြစ်ဗျာ battery ရဲ့သဘောတရားအရ20%လောက်ကတော့ချန် န်အားပဲပေါ့နော်ဒါတော့ဒါအဲ့တော့ဒီကားလေးက CPU က SK2 ကလုံးဝမကွာဘူးဆိုတော့ကျွန်တော်တို့စမ်းသပ်ခဲ့တဲ့အရာ record အရာကျွန်တော်သိနိုင်တယ်ပေါ့နော်နောက်ပြီးနောက်ထပ်ကျွန်တော်သဘောကျတာဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင် crew control ပါလာပြီ crew control ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်အမြန်လမ်းမှာသွားတဲ့အခါမှာလေအများကြီးအဆင်ပြေတာကိုတွေ့ရတယ်တနောတနာမောင်းလို့ရတယ်ဒါတော့ဒါတော့ဒါပေါ့ချောင်းညောင်းလို့ရှိရင်ခုစေးထောက်ထားလိုက်ခရီးအားနဲ့ထောက်ထားလိုက်မိုင်လုံးကြော်ရိုင်းပိုင်းလဲကျွန်တော်ဖမ်းမှန်တော့နော်ဟေးလေးလေးသူလို့ကျွန်တော်နေနေတော့ခိုးနင်းတာပေါ့နော်ဒါတော့ အေးစေးစေးပဲเนาะဒီလိုလေးပဲမောင်းလာပြီးတော့နောက်တစ်ခုကျွန်တော်ပြောချင်တာရှိတယ်လူရဲကျွန်တော်မြင်ဟာဒီလီမိုတာ D03 เนี่ยမင်းတို့ကနှစ်ယောက်ထဲသွားနေရလားသုံးယောက်ထဲသွားနေရလားအခုဒီခီးထွက်လာကျွန်တော်၄ယောက်ပစ္စည်းလည်းပါသေးတယ်နောက်ထဲမှာပစ္စည်းအပြည့်ဒါမှမဟုတ်ဘောเนาะနည်းနည်းလိုသေးတယ်ထက်ထဲမဲ့ဆိုထည့်လို့ရတယ်အပြန်ရရင်တည့်ရသေးရေးပဲဝယ်ပါဦးဝယ်လို့ရသေးတယ်ဟမ်ဝယ်လို့ရသေးတဲ့အခြေအနေမှာရှိတယ်ကျွန်တော်တို့ရဲ့ day one destination လေးကတော့ကျွန်တော်ဒီမှာအဆုံးသတ်ပါပြီကျွန်တော်ဒီကြံတဲ့ battery လေးနဲ့ကျွန်တော်တို့ hotel ကိုသွားမယ်ပြီးလို့ရှိရင်ဒါလေးကို recharge လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်နောက်နေ့မှာပြန်တွေ့ပါမယ်သိသွားပါကျွန်တော်ကထစ်ချုံးပါဗျာ Okey. Dang, sampai. Twenty-seven, ah. Okay, twenty-seven aja salah, ya. Okay, ready? Three, two, one, go. Yogi. <coughs>